ျွန်တော်တို့ဒီနေ့ linux ကိုကျွန်တော်တို့ power share မှာသုံးတဲ့အကြောင်းကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ linux linux ကိုကျွန်တော် power share မှာအရှိမှာကျွန်တော်တို့အရှိသင်ခန်းစာမှာကျွန်တော်ပြောပြခဲ့တယ်နော်ဆိုတော့ကျွန်တော်ဘယ်အကြောင်းမှာပြောပြခဲ့လဲဆိုတော့ကျွန်တော်တို့ windows subsystem for linux မှာကျွန်တော်ပြောပြခဲ့တယ်အဲဒီတော့ကျွန်တော်တို့ install ဘာလို့ဆွဲရလဲဆိုတော့ကျွန်တော်တို့ wsl ဆိုတဲ့နည်းပညာကိုကျွန်တော် install ဆွဲရဆိုတော့အဲ့ဒီနီးပညာကို install ဆွဲတယ်ဆိုရင်ကျွန်တော်တို့ရဲ့ကွန်ပျူတာတွေကို Linux တကယ်တကယ် Linux နဲ့ ကျွန်တော်တို့ရဲ့ Windows နဲ့တကယ်သုံးလို့ရတဲ့ feature ဝင်လာမှာနော်ဆိုတော့ဒါပေမဲ့အဲ့ဒီ WSL ကို download မလုပ်ဘဲနဲ့လဲကျွန်တော်တို့ power share ကိုအသုံးပြုရဆိုရင် ကျွန်တော်တို့က linux command ကိုအသုံးပြုလို့ရတယ်ဆိုတော့ဒီနေ့အဲ့ဒီအကြောင်းအရာကိုကျွန်တော်ထပ်ပြီးတော့ဆွေးနွေးပေးပါမယ်ဆိုတော့တချို့တွေက ီ WSL ကိုလိုက်ရေးရပေါ့နော်ဟို WSL ကိုကျွန်တော်တို့ကျွန်တော်တို့ Microsoft ကနေပြီးတော့ install မဆွဲဘဲနဲ့ဒါကြီးကိုကျွန်တော်တို့ live command တွေလိုက်ရေးတယ်ပြီး install တွေအတင်းလိုက်ဆွဲပေါ့နော်မရရင်လည်းဘာမှမဖြစ်ဘူးကျွန်တော်တို့အဓိကကျွန်တော်ဒီ course မှာက Linux ကို Linux ရဲ့ command တွေသဘောတရားတွေကိုကျွန်တော်တို့ကသိဖို့ပဲအဲ့တော့ Linux ရဲ့ command တွေကိုကျွန်တော်ဒီဘက်ခင်မှာကသုံးလို့ရတဲ့နည်းတွေအမျိုးမျိုးရှိတယ်သုံးလို့ရနေပြီအမျိုးမျိုးစပို့ပေးထားတယ်ပေါ့နော်နည်းပညာတိုင်းအမျိုးမျိုးစပို့ပေးထားတယ်မရရအောင်လုပ်ပေးထားတယ်ပေါ့နော် တော့အဲ့တော့ကျွန်တော်တို့အဲ့ lineage ကိုတကယ်ကြီးကျွန်တော်တို့ရဲ့ windows မှာတကယ်လုံးဝရအောင်သုံးချင်တာကြတော့ကျွန်တော်တို့ WSL ကိုကျွန်တော်သုံးတယ်အဲ့လိုမဟုတ်ဘူးအာလုံးဝကြီးကျွန်တော်တို့ lineage ကိုအပြည့်အဝရတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အာ lineage လို့ပုံစံမျိုးအတူအောင်လုပ်ပေးထားတဲ့ကျွန်တော်တို့ terminal တစ်ခုရှိအဲ့ဒါပါလဲဆိုတော့ power share ဆိုတော့အဲ့ power share က power share အကြောင်းကျွန်တော်ဒီနေ့ထပ်ပြီးရှင်းပြပေးမယ်ပေါ့နော်အဲ့ power share ပေါ့ ဆိုတော့အဲ့ power share ကကျွန်တော်တို့ windows ကျွန်တော်ကဒီမှာ macbook နဲ့ကျွန်တော်ဒီနေ့ mac အကြောင်းသင်ပေးမှာဖြစ်တဲ့အတွက်အာကျွန်တော် windows မှာပြန်မပြတော့ဘူးပေါ့နော်ဆိုတော့ power share ကိုသုံးရင်ကျွန်တော်တို့က linux command တွေသုံးလို့ရတယ်ဘာဖြစ်လို့ရလဲဆိုတော့ကျွန်တော်ပြောပြဆိုတော့ကျွန်တော်တို့ကတကယ်တမ်းက power share ကိုသုံးရင် linux command တွေရတာဆိုပေမဲ့တကယ်တမ်း linux ရနေရတော့မဟုတ်ဘူးဆိုတော့တကယ်တမ်းကသူကနောက်ကမှအလုပ်လုပ်တဲ့ပုံစံဘယ်လိုလဲဆိုတော့ကျွန်တော် alliance လို့ခေါ်တဲ့ကျွန်တော်တို့နာမည်ပြောင်းပေါ့နော်နာမည်ကိုပြောင်းပေးထားတဲ့ စနစ်ကြောင့်ကျွန်တော်တို့တုံးလို့ရတယ်။နာမည်ပြောင်းပေးထားတဲ့စနစ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ LS ကိုရိုက်လိုက်တဲ့အခါမှာ power share တကယ်တမ်းကကျွန်တော်တို့ Linux command တွေဒီမျိုး LS ဆိုရင် list file ဆိုတဲ့ကုတ်နောက်ကွယ်မှာတကယ်အဲ့ဒီအဲ့ဒီအဲ့ဒီ command ရဲ့အလုပ်လုပ်တဲ့ function ကတော့အလုပ်လုပ်နေကြမဟုတ်ဘဲနဲ့ကျွန်တော်တို့သူ့မှာရှိတဲ့ command ဖြစ်တဲ့ကျွန်တော်တို့ get chain item ဆိုရက်နော် get chain item ဒီ folder အောက်မှာရှိတဲ့ chain ဆိုတာကလေးတွေပေါ့နော်ဆိုတော့သူ့အောက်မှာရှိနေတဲ့ folder တွေ file တွေဘာတွေရှိလဲဆိုတာကိုတွားပြီးတော့ကြည့်တဲ့ အလုတ်ကိုလုတ်တဲ့ကချိုင်း item ဆိုရဲကောင်ရှိတယ်အဲ့ဒီကောင်ကသူကတော့ခိုင်းနေဒါပေမဲ့အရှိမအရသူကနာမည်ဘယ်လိုပေးထားလဲဆိုတော့ LS လို့ပေးထားတယ်ဒါပေမဲ့နောက်ွယ်မှာကျတော့ကချိုင်း item item ဆိုရဲကောင်ကြီးကနောက်ွယ်မှာတကယ်အလုတ်လုတ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ Windows မှာကျွန်တော်တို့ဘာလို့ရနေရလဲဆိုတော့ဒီ power shell ကိုအသုံးပြုတဲ့အခါမှာ linux command ကိုရတယ်တကယ် linux command ရနေရမဟုတ်ဘူးကျွန်တော်ကျွန်တော်ကအရှိမ WSL ကို install ဆွဲလို့မရခဲ့တဲ့သူတွေကိုကျွန်တော်တို့ power shell နဲ့လုပ်လို့ကျွန်တော်ပြောပြခဲ့တယ်။အဲ့ဒါကိုကျွန်တော်တို့အတင်းနေပြီကျွန်တော်တို့ download ရေးဆွဲနေပေါ့နော်။ဆိုတော့အဲ့ပြဿနာလေးကို အာဒီမှာတော့နားလည်သွားစေချင်ပါတယ်နော်โอเคဆိုတော့ကျွန်တော်တို့ဒီမှာဘာဖြစ်လို့ power share မှာကျွန်တော် lineage command တွေရနေရလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ဒီမှာရှင်းပြခဲ့ရနော်ဆိုတော့အဓိကဘာကြောင့်လဲကျွန်တော်တို့နာမည်တွေကိုပြောင်းပြီးတော့စနစ်တစ်ခုပြောင်းသတ်မှတ်ထားတာနောက်ကွယ်မှာကတကယ်တမ်းအလုပ်လုပ်နေရတာတခြား code တွေနော်ဒီမှာ cut cut command ကျွန်တော်နောက်ကျရင်ဒီ command တွေအသိပေးပါဦးနော် cut command ဆိုတာကကြတော့အထဲမှာရှိနေတဲ့ data တွေပေါ့ find find အတွင်းမှာရှိနေတဲ့ data တွေဘာတွေရှိရတယ်ဘာစာတွေရေးထားရတယ်အဲ့ content တွေကို login လုပ်ဆိုတော့ get content လို့သွားတယ်နော်ကျွန်တော်တို့ဒီမှာ အာ copy ကူးကျင်တယ် file ကို copy ကူးကျင်တယ်အာ directory ကို copy ကူးကျင်တယ်ဆိုရင် copy item ဆိုရဲကောင်းအောင်နောက်မှာအလုပ်လုပ်နေဒါပေမဲ့အရှိမှာကျွန်တော်တို့က power share မှာ cp လို့ရေးလိုက်လို့ရတယ် okay နော်ဆိုတော့ဒါဆိုရင်ကျွန်တော် power share အကြောင်းနားလည်သွားပြီထင်တယ် power share နဲ့ကျွန်တော်တို့က windows မှာရှိနေတဲ့ wsl ကိုကျွန်တော် install ဆွဲတာနဲ့မရောပါနဲ့တတ်တတ်စီပါနော် okay ဒါကကျွန်တော် power share အကြောင်းပြန်ပြီးတော့ recap ပြန်လုပ်ပေးရပါမယ်နော် okay နောက်တစ်ခုကကျကျွန်တော်တို့ mac os မှာကျွန်တော်အခုဒီနေ့ကတော့ကျွန်တော်တို့ mac os အကြောင်းသင်ပြရဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ map ဖို့မရှိရသူကတော့ knowledge sharing အနေနဲ့အာကျွန်တော် extra knowledge အနေနဲ့ကြည့်ပေါ့နော်အာ okay ဆိုတော့ကိုက map ဖို့လည်းမတော့ဘူးနော်အာဆိုအန်ဒရိုက်လည်းမတော့ဘူးဆိုတော့ဒီနေ့သင်ခန်းစာကအဲ့ဒီအဲ့ဒီအခုဒီသင်ခန်းဒီဗီဒီယိုကြည့်နေသူရင်လုံးဝမဆိုင်တော့ဘူးဘာလို့လဲဆိုတော့ဟိုကိုယ်မှာ iPhone ရှိတယ်မဖို့တော့မရှိဘူးဆိုရင်သူကကြတော့ဒီသင်ခန်းစာနဲ့ဆိုင်အောင်မဆိုင်တော့ဘူးပေါ့နော်ဒါပေမဲ့အာဒီမှာရှိနေတဲ့အကြောင်းအရာတွေကိုမှတ်ထား မှတ်ထားမှတ်သားထားစေချင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါကိုသိထားတဲ့အခါနောက်တစ်ချိန်ရရင်ဟောနောက်ထပ်သိတိုင်ပြန်လေ့လာနေကြမလို့လည်းပဲနဲကိုမှဒီ knowledge ကျန်နေကျန်နေခဲ့မှာပေါ့နော် okay ဆိုတော့ကျွန်တော်က macOS မှာဘလို့သုံးတာလဲ macOS မှာကျတော့ကျွန်တော်တို့ကဘလို့ဘလို့အလုပ်လုပ်နေရလဲပေါ့နော်ဆိုတော့တကယ်တော့ macOS ဆိုတာကျွန်တော်ဘာလဲဆိုတော့ကျွန်တော်တို့ကဟိုကျွန်တော်တို့ unit ဆိုရဲ unit ကတကယ် unit ဆိုရဲနည်းပညာရှိတယ်အဲ့နည်းပညာကျွန်တော်တို့ကဒီကျွန်တော်တို့ထွက်ထားသမျှ OS တွေအကုန်လုံးရဲ့ OA ကိုပြောလို့ရသူကထိတ်ဆုံးထွက်တာ ဆိုတော့သူ့ကိုပြီးတော့မှကျွန်တော်တို့ကဟိုပါကျွန်တော်တို့က Linux တို့အာပြီးကျွန်တော် macOS တို့ Android တို့အမျိုးမျိုးထွက်လာဒီမှာဆိုတော့ကျွန်တော်ဒီပုံမှာပြထားပါတယ်နော်ဒီပုံလေးကနည်းနည်းသိနေပါဘောနော်ဆိုတော့ကျွန်တော်ဒီပုံမှာပြထားပါတယ် Okay ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကအာကျွန်တော်တို့အာ Unix ကို release လုပ်ခဲ့တာ1969ကျောင်း release လုပ်တယ်ပြီးတော့မှကျွန်တော်တို့က Linux ထွက်တယ် macOS ထွက်တယ်ပြီးရင်ကျွန်တော်တို့ Apple ရဲ့ system ကြီး release လုပ်တယ်ပေါ့နော်စသဖြင့်ပေါ့နော် Okay ဆိုတော့ ကျွန်တော်တို့ခုကျွန်တော် macOS မှာကျွန်တော်စပြီးသုံးကြည့်မယ်ဆိုတော့သုံးကြည့်မယ်ဆိုတော့ terminal ဖွင့်မယ် terminal ကကျွန်တော်ကတော့ဒီမှာဖွင့်ထားပြီးသားမဖွင့်တတ်တဲ့သူကဘယ်လိုဖွင့်မလဲဆိုတော့ command နဲ့ space နဲ့ကိုနှိပ်လိုက်မယ်ကျွန်တော် search bar ပေါ်လာလိမ့်မယ်အဲကြောင့်မှာ drmin.terminal.app ဆိုပြီးတော့ဖွင့်လိုက်ပါနော်အန်ဒါခေါက်ချလိုက် okay ဆိုတော့ကျွန်တော်ဒီဘက်ချမ်းဒီမှာကျွန်တော်လုပ်ပြပါမယ်เนาะဆိုတော့ဒီ box ကအရင်သေးနေကျွန်တော်ရဲ့ဒီ mac terminal ကအရင်သေးနေပါတယ်သေးနေဆိုကျွန်တော်ကြီးကြီးမလုပ်လို့မလဲဆိုတော့ command ရဲ့ shift ရဲ့ကျွန်တော် plus plus sign တွေနှိပ်ပြန်သေးကြည့်ရင် command ရဲ့ shift ရဲ့ပြီးနောက်က minus ကိုကျွန်တော်ပြန်ပြီးနှိပ်ပေါ့နော် command minus ကိုပြန်ပြီးနှိပ်နော်ကြီးကျင် command plus သိကျင်နေဆိုရင် command minus ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီမှာလည်းပဲ ls လို့ရေးလိုက်ရင်ကျွန်တော်တို့ဒီမှာ file တွေရှိရတယ်အာကျွန်တော်တို့ဘယ်နှားမှာရှိနေတာလဲပြီးတော့နောက်ပြီးတော့ကျွန်တော်တို့အာ date ပေါ့နော်ထုံးစံတိုင်း okay အမှကျွန်တော်ဘာတွေသုံးလို့ရလဲဆိုတော့ lineage command တွေသုံးလို့ရတယ်တကယ်တမ်းကဘာဖြစ်လို့သုံးလို့ရလဲကျွန်တော်ဒီမှာဒါပဲဒါပဲစမ်းပြမှာကျွန်တော် command တွေသင်တဲ့ သင်ခန်းစာကြတော့မှကျွန်တော်တို့အာနောက်ထပ်ကျွန်တော်တို့အာโอเคဟို command တွေတေချာသင်ပေးမှာပေါ့နော်โอเคဆိုတော့ကျွန်တော်အခုလောလောဆယ်ကျွန်တော်ဘယ်လဲကိုသွားလိုက်မလဲဆိုတော့ CD desktop တွေကိုကျွန်တော်သွားလိုက်ပါမယ်ဆိုတော့ desktop မှာ folder တစ်ခုစောက်လိုက်မယ်ပေါ့နော် mkdir အာကျွန်တော်တို့ cs chalen ge challenge ဆိုပြီးတော့အာ challenge max ဆိုပြီးကျွန်တော် folder တစ်ခုစောက်လိုက်နော်ဆိုတော့ကျွန်တော်ပြန်ပြီးကြည့်လိုက်မယ်အာโอเคဆိုတော့ကျွန်တော်ဒါဆိုကျွန်တော် desktop အောက်မှာကြည့်လိုက်တယ်ဆိုတော့ကျွန်တော်ဒီမှာ အာဖိုရာတစ်ခုရောက်လာပြီပေါ့နော် CS challenge map ဆိုပြီးတော့ကျွန်တော်ဖိုရာတစ်ခုရောက်သွားပြီโอเคဆိုတော့ကျွန်တော်ဒီမှာဖိုရာတစ်ခုစောက်လိုက်တော့ကျွန်တော် CS challenge map ဆိုရဲကျွန်တော်တို့အာဟိုဖိုရာတစ်ခုရောက်လာပြီပေါ့နော်ဆိုโอเคအဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာလာပြီးတော့ကျွန်တော်တို့ find the find task ဆောက်မယ်ဆိုတော့ကျွန်တော်တို့ directory ပြောင်းမယ် CS challenge map ဆိုရဲဖိုရာလေးကိုပြောင်းမယ်ပြီးရင်ကျွန်တော်တို့ဖိုရာတစ်ခုဟာ find the find ဆောက်မယ်ပေါ့နော် task CS challenge challenge find one.test ဆိုပြီးကျွန်တော် find find ဆောက်လိုက်နော်โอเคအဲ့ဒါဆိုကျွန်တော် ပြန်သွားကြည့်အောင်ဒီထဲမှာကြည့်လိုက်တဲ့အခါမှာ cs challenge find one ဆိုရယ် find တကူရလာဒါမနော်โอเคဆိုတော့ပြောချင်တာကကျွန်တော်တို့ကအခုကျွန်တော်တို့ lineage command တွေကိုကျွန်တော်တို့ဒီမှာအသုံးပြုလို့ရတယ်โอเคဘာကြောင့်ရနေရလဲဆိုတာကိုကျွန်တော်နောက်တစ်ခေါက်ပြန်သွားမယ်ဒီမှာ ls တို့ cd တို့ pwd တို့เนาะဆိုတော့ကျွန်တော်တို့ mkdir အာဆိုတော့ကျွန်တော် directory ဆောက်တာလေး copy ကူးတာလေးအာ move လုပ်တာလေးနာမည်ပြင်တာလေးပြီးရင်ကျွန်တော်တို့ အာ remove လုပ်တာနော်စအခြေခံ command တွေအကုန်လုံးကကျွန်တော်တို့ unit ဆိုရယ်စနစ်မှာစပြီးတော့ပေါ်ပေါက်ခဲ့တာဖြစ်ပြီးတော့ကျွန်တော်တို့ linux တို့ mac os တို့ကအဲ့ဒီ command တွေကိုသူတို့ရဲ့ terminal နဲ့ command line interface တွေမှာကျွန်တော်ဘာဖြစ်လဲဆိုတော့အတူတူပဲသုံးထားသုံးထားကြတာဖြစ်ပါတယ်နော်ကျွန်တော်တို့အခုဒီအခု mac os မှာသုံးတဲ့ bash နော် csh ဟာ csh တို့မှာဆိုရင် mac os မှာအရင်ဆုံးကကျွန်တော်တို့ဒီ share နည်းပညာတွေသုံးတယ်ပေါ့နော်ဆိုတော့ bounce again ဒီ share ကိုကျွန်တော်တို့က default အဖြစ်သုံးခဲ့တယ်ပေါ့အခုနောက်ပိုင်းကျွန်တော် csh ဆိုတာကိုသုံးပါတယ်နော် so okay အဲ့တော့ဒီ share တွေကကျွန်တော် lineage မှာအသုံးများတယ် share တွေ share ဆိုတာကကျွန်တော်ဒီအာ unit unit ရဲ့ code တွေကိုကျွန်တော်တို့ကသုံးလို့ရတဲ့နေရာတွေလို့ပြောချင်တာပေါ့နော်ဆိုတော့ဒါကြောင့်ဒီ share secret တွေကိုကျွန်တော်ရေးရနေရမှာအာ lineage နဲ့ mask ကကျွန်တော်တို့သဘောတရားအကုန်တူတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ unit ကိုပဲအခြေခံတာဖြစ်လို့ပါ so okay အာဒါဆိုရင်ကျွန်တော်တို့ mac os မှာဘာကြောင့်မှုလို့ဒီ lineage command တွေကိုသုံးလို့ရနေရလဲဆိုတာသိသွားမယ်နောက်တစ်ခုကကျွန်တော်တို့အာကျွန်တော်တို့အရှိမ power share ကိုဘာကြောင့်မို့လို့ကျွန်တော်တို့ danish command တွေကိုရိုက်လို့ရနေရတယ်ဆိုတော့ကိုယ်ပဲပြပြထပ်ပြီးတော့သိသွားမှာထင်ပါတယ်။ so okay အဲ့တော့ကျွန်တော်တို့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဘယ်ဘယ်အကြောင်းရောက်သွားမလဲဆိုတော့ကျွန်တော်တို့အာ android os အကြောင်းကိုကျွန်တော်တို့တောင်းပါမယ်။ okay ဆိုတော့ကျွန်တော် android os မှာကျတော့ကျွန်တော် android os ကအာကျွန်တော်တို့ linux kernel နော် linux kernel ပေါ်မှာကျွန်တော်တို့ တိစောက်ထားတဲ့ operating system ဖြစ်တယ်နော် linux ခါနဲ့ဆိုတော့ကျွန်တော် linux က linux ကိုကျွန်တော်ကြော်ရိုးတစ်ခုအနေနဲ့ပေါ့နော်ဆိုတော့ကျွန်တော်ဥတိုင်းတစ်ခုအနေနဲ့အသုံးပြုထားတဲ့ဤပညာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ android ကကျွန်တော် linux ကနေပေါ်မှာအခြေခံထားတဲ့အတွက်သူ့ရဲ့နော်ကျွန်တော်စနစ်ပိုင်းဆိုင်ရာကျွန်တော် command တွေ command တွေအခြေခံ function တွေအကုန်လုံးကအကုန်အတူတူပဲနော်ဆိုတော့ကျွန်တော်တို့အဲ့တော့ကျွန်တော်ပြီးရင်တော့ကျွန်တော်အာ Android နဲ့ကျွန်တော်စမ်းပြပါမယ်နော်ဆိုတော့ Thomas Thomas ဆိုတဲ့ဒီ application တွေရှိရအဲ့ဒီ application တွေအပေါ်မှာကျွန်တော်တို့ပါလို့လို့ရတယ်ဆိုတော့ကျွန်တော်တို့ Linux environment တွေတိစောက်ပြီးတော့ Linux command တွေကျွန်တော်တို့ man လို့ကျွန်တော်တို့တုံလို့ရတယ်ပေါ့နော်ဆိုတော့ Android ကဆိုတော့သူအဓိကလုံးဆောင်ချက်တွေဖြစ်တဲ့ memory management လို့ browser management လို့နော်ပြီးတော့ကျွန်တော်တို့အာ device driver တွေ networking တွေအဲ့ဒါအကုန်လုံးတော့ကျွန်တော်တို့က Linux kernel ကိုပဲအသုံးပြုထားတယ် ပြီးတော့ကနေကကျွန်တော်တို့ OS ရဲ့ကျွန်တော်တို့အဓိကအလုပ်လုပ်တဲ့နေရာတစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့အာ hardware နဲ့ software ကြားမှာအခြေစက်လုပ်ပြီးရဲဆိုတော့ကျွန်တော်ကရိယာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ Android မှာကျွန်တော်တို့ Thermax တို့နော် Thermax တို့ကျွန်တော် Linux တွေကိုအာသုံးလို့ရတယ်ပေါ့နော်ဆိုတော့ Android OS တွေကိုသုံးမယ်ဆိုရင်ကျွန်တော် Terminal ကိုကျွန်တော် direct သုံးလို့မရအခုဒီမှာဆိုကျွန်တော်တို့မှာကျွန်တော်တို့ဒီ macOS တို့ Android OS တို့သုံးနေဆိုရောမှာ terminal သုံးလို့ရတယ်เนาะ terminal ရှိရတွေ့တွေ့တွေ့ခဲ့ပြီးပါပြီဆိုတော့ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီ Android မှာကျတော့မရဘူးတိတန့်သူ့ကိုကျွန်တော် application တွေပိုင်း down down ပြီးတော့မှာအဲ့အဲ့ terminal ကို support ပေးတဲ့เนาะကျွန်တော် command တွေရိုက်လို့ရ support ပေးတဲ့ application တွေညာနေပြီးတော့ကျွန်တော်တို့ဟာကျွန်တော်တို့ linux သုံးလို့ရတဲ့ space ပေါ့เนาะ working space တစ်ခုကျွန်တော်တို့ pandemic သုံးရဖြစ်ပါတယ် ဆိုတော့ lineage ကာနယ်ကိုသုံးဆွဲတဲ့အတွက်ကျွန်တော်ဘာဖြစ်လဲဆိုတော့ကာနယ်နဲ့တိုက်အခြေဆက်ပြီးအလုပ်လုပ်တဲ့ကျွန်တော် lineage ရဲ့ core utilities တွေအားပြီးကျွန်တော်တို့ android မှာရှိကြပါเนาะဆိုတော့ပြောရရင်ကျွန်တော်တို့ဒီအာပုံမှန်အဖြစ်ဖုန်းရဲ့နော်ကျွန်တော်စနစ်လုပ်ငန်းဆောင်တာတွေအတွက်အကုန်လုံးအတွက်ကျွန်တော်ဘာဖြစ်လဲဆိုတော့သုံးတယ်နော် okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့က android မှာကျွန်တော်တို့ lineage အာဘာကြောင့်သုံးလို့ရနေရလဲဘာဘလို့ကျွန်တော် android os ကဘလို့တိစောက်ထားရလဲဆိုတာကိုကျွန်တော်ဒီမှာရှင်းပြခဲ့တယ် okay ဆိုတော့ကျွန်တော်တို့ ော် Android OS မှာကျွန်တော်တို့ download ဆွဲမယ်ပြီးရင်ကျွန်တော်တို့ Android OS မှာဘယ်လိုသုံးလဲဆိုတာကိုဆက်လေ့လာပါမယ်နော်ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ Android မှာအသုံးချမှာပေါ့နော်ဆိုတော့ကျွန်တော် Android မှာကျတော့ကျွန်တော်ဘယ်လိုသုံးလဲဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော် Play Store လေးကိုသွားမှာပေါ့နော် ဆိုတော့ကျွန်တော်ကဒီမှာ tablet နဲ့ပြထားတယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေက Android phone ပဲရှိတဲ့သူတွေကကျုပ်ကိုရှိတဲ့ phone နဲ့ဆမ်းပါတော့ tablet ရှိတဲ့သူက tablet နဲ့ဆမ်းပါတော့ဆိုတော့ tablet နဲ့ဆမ်းတဲ့သူတွေက tablet မှာ keyboard တွေပါပါတက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ command တွေပါနည်းနည်းရိုက်ရတာပို့ပြီးအဆင်ပြေလိမ့်မယ်ဟိုကျွန်တော်တို့ phone နဲ့ပဲဆမ်းတဲ့သူတွေကကြတော့နည်းနည်းလေးဟိုကျွန်တော်လက်နဲ့ကိုယ်တိုင် keyboard လိုက်ရေးနေရမှာဖြစ်တဲ့အတွက်နည်းနည်းတော့အဆင်မပြေဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ okay အဲ့တော့ကျွန်တော်ဒီမှာကျွန်တော် recommend ပေးခြင်းတဲ့ software တွေကကျွန်တော်တို့ဒီ software တွေပါ ကျွန်တော်ဒီမှာ Thomas ရဲ့ software လေးရှိပါတယ်เนาะဆိုတော့အဲ့ကောင်လေးကိုကျွန်တော် install ဆွဲလိုက်ပါတော့ဆိုတော့ okay install ဆွဲပြီးရင်ကျွန်တော်က update တင်မပြတော့ဘူးကြာမှာဆိုလို့ပေါ့နော်ဆိုတော့ okay install ဆွဲပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့အာကျွန်တော်ဒီ software လေးတွေဝင်မှာပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော် clear လေးလုပ်လိုက်ပါမယ်နော်ဆိုတော့ okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီ software အရင်ယူရှင်းတယ်အထက်ရောက်သွားပြီဆိုရင်ဒါပဲတွေ့တယ်ပေါ့နော်ဘာမှတင်ထူးရရမရှိဘူးအထက်မှာဖြောင်းကြီးနော်ဆိုတော့ okay အဲ့တော့ထုံးစံတိုင်းကျွန်တော်တို့တာကျွန်တော်တို့ အာ Linux command ကျွန်တော်စမ်းကြည့်ပါမယ်နော်ထုံးစံတိုင်းမှာကျွန်တော် PWD ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကိုအာသူကကျွန်တော်တို့ရဲ့ဒီကွန်ပျူတာထဲမှာမှသူကနေရာ system တခုယူပြီးတော့ကျွန်တော် Linux command တွေကိုသုံးလို့ရအောင်လို့ workspace တခုကျွန်တော်တို့ဖန်တီးပေးပါလိမ့်မယ်နော်ဆိုတော့ okay အဲ့ပြီးတော့ကျွန်တော်တို့ဒီမှာ PWD ကကျွန်တော်ထုံးစံရေးနေကြတိုင်းပါเนาะပြီးကျွန်တော်တို့ bar folder ရှိတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ ls နဲ့ကျွန်တော်တို့ကျွန်တော်တို့တောင်းကြည့်ပါမယ်เนาะဆိုတော့ okay ဒီမှာကျွန်တော် ld လို့ရေးလိုက်တဲ့အခါမှာကျတော့ ဆိုတော့ all these right command က is not install ပေါ့နော်ဒါကကျွန်တော် command command တစ်ခုပါပဲနော်ဆိုတော့ကျွန်တော် wsr လိုမျိုးပဲကျွန်တော်ဒီနီးပညာတစ်ခုပဲနော်ဆိုတော့အဲ့ဒီနီးပညာရှိမှဒါကိုသုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးပဲပေါ့နော်ဆိုတော့ okay အဲ့တော့ကျွန်တော်ကဒီမှာဟိုကျွန်တော်ဘာရှိလဲပေါ့နော် ls နဲ့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာဒီကမှာကျွန်တော်စောက်ထားတဲ့ folder အများကြီးရှိတယ်နော်ဆိုတော့ဒီမှာကျွန်တော် folder အများကြီးပဲစောက်ထားတယ်ဆိုတော့ပြီးတော့ကျွန်တော်အာကျွန်တော် date တွေဘာကြီးကြည့်ပေါ့နော် date ပေါ့နော်ဆိုတော့ okay အာကျွန်တော်ဒါအခုကျွန်တော်စမ်းနေတဲ့အချိန်ပေါ့နော်ဆိုတော့စနေနေ့ နော်ဆိုโอเคအဲ့တော့အာကျွန်တော်ဒီမှာ folder ဆောက်မထုံးစံလိုက်ပေါ့နော်ကျွန်တော်တို့ကဒီ terminal တစ်ခုခုသုံးနေဆိုကျွန်တော် folder ကြီးဆောက်ဆောက်ပြရဆိုတော့ကျွန်တော် folder တစ်ခုဆောက်ပါမယ်နော်ထုံးစံလိုက်ပေါ့နော်ဆိုတော့ mkdir ဆိုတော့ကျွန်တော်ပြင်ပါလို့မလဲဆိုတော့ folder တစ်ခုဆောက်မယ်ဆိုတော့ cs challenge challenge cs challenge အာ dir ပေါ့နော် okay folder တစ်ခုဆောက်လိုက်တယ်ပြီးကျွန်တော်အဲ့ folder လေးကို folder လေးပြန်ကြည့်မယ်ပေါ့နော် ls ကျွန်တော်တို့ဒီမှာအာဒီကျွန်တော်တို့ဒုတိယ column ရဲ့ဒုတိယ row မှာကျွန်တော်တွေ့ပါလိမ့်မယ်နော် cs challenge ဆိုရဲ့ directory ဆိုတာလေးတွေ့ပါလေ။ Okay. ဆိုတော့အဲ့ဒါပြင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်အဲ့ဒီ directory ကိုသွားမယ် cd cs challenge ဆိုရတဲ့ directory ကိုမယ်။ကျွန်တော်တို့အဲ့ဒီ folder လေးကိုရောက်သွားပြီ။နောက်ဒီမှာအစိမ်းရောင်လေးနဲ့ပြပေးထား။ Okay. အဲ့ကြရင်ကျွန်တော်တို့ touch ch dash ပြင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ cs ဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်တက်ခုံလိုက်ပါဘောနော် cs uh sorry touch cscha llng challenge အဲ find one ဆိုပြီးတော့ကျွန်တော် find တစ်ခုစောက်လိုက်ပါဘောနော် okay ဒါဆိုကျွန်တော်ဒီကြမှာပါရှိတယ်ပြန်ကြည့်မယ် CS Challenge Fine 1ဆိုရယ် Fine တခုပေါ်လာပါပြီ။ Okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့အားဒီ Linux command တွေကိုကျွန်တော်တို့ရဲ့ computer မှာလည်းကျွန်တော်တို့ရဲ့ဒီ tablet မှာလည်း tablet တို့ဖုန်းတို့မှာလည်းစံလို့ရ။အကယ်၍ဟိုကျွန်တော်အရှိမသိမိထားခဲ့တယ်ပေါ့နော်။ဟို WSL ကလည်းအစင်မပြေဘူးနော်။အဲကျွန်တော် MacBook ကလည်းမရှိဘူး။ Windows မှာလည်း virtual box ကလည်း install ဆွဲဖို့တော့ computer အရင်ဆုံးလုံးအောင်ကြည့်နေအဲ့ဒီလုံးဝမရတော့ဘူးအချိန်ကြီးအရင်ဆိုးနေပြီဆိုရင်တော့ကိုယ်မှာရှိနေတဲ့ phone ဖြစ်ဖြစ် tablet မှာပဲဖြစ်ဖြစ်လောက်ပါအဲ့နဲ့အဓိကပြောချင်တာကကျွန်တော် command တွေကိုသိစေချင်တာပါ command တွေကိုသိတဲ့အခါကျရင်ကျွန်တော်တို့တကယ်အာအလုပ်တွေလုပ်တဲ့အခါမှာအများကြီးအလုပ်တွေနဲ့ကျွန်တော်တို့အတွက်အများကြီးအထောက်အကူပြုပါတယ်ဆိုတော့ဒါကိုကျွန်တော်ကသိစေချင်တာပါနော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ရဲ့ course အာဒီကျွန်တော်တို့ဒီ install ဆွဲတဲ့ process ကကျွန်တော်ပြီးပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော် power share တွေအကြောင်းရှင်းပြခဲ့တယ် mac os မှာဘာကြောင့်သုံးလို့ရနေရလဲဆိုတာရှင်းပြခဲ့တယ်နောက်ပြီးတော့ကျွန်တော်တို့ android မှာကျွန်တော်တို့ဘယ်လိုမျိုးအသုံးချလဲဆိုတာကိုကျွန်တော်ရှင်းပြပါမယ်โอเคတင်ရတော့ပါမယ်နော်